လူလူရဲ့ဆာကာမိုတိုရဲ့စတိုးဆိုင်မှာအလုံးဝင်လုံးနေပါပြီအဲ့ဒီအချိန်ဆာကာမိုတိုစီကိုလူတယောက်ရောက်လာပါတယ်သူကတော့နာဂူမိုဖြစ်ပြီးအရင်ကဆာကာမိုတိုနဲ့အတူတူအလုပ်တွေလုပ်ခဲ့တဲ့ကြီးစားတယောက်ပါအဲ့လူကလူသမားစည်းရုံးမှာဆာကာမိုတိုကိုစူချင်းငွေထုတ်ထားတာမို့လို့လာခဲ့တာပါရှင်းတို့ကတော့အဲ့ဒီလူကိုခုံမှကျိုးထုတ်ထားလိုက်ပါတယ်အဲ့ဒီအချိန်ဆိုင်ထဲကိုပီဇာပို့တဲ့လူရောက်လာပါတယ်ပီဇာပို့တဲ့လူကအကုန်လုံးကအမှုမမတ်မတ်နေကြတာပဲဆိုပြီးခုံမှကျိုးထုတ်ခံနိုင်ရတဲ့နာဂူမိုကိုတစားကန်သွားလုပ်ပါတယ် ဆာကာမိုတိုတို့ကတော့အေးအေးဆေးဆေးပီဇာဆက်စားနေရပါနာဂူမိုကလည်းအဲ့လိုကိုအလက်မှာပြန်ချုပ်ပြီးပြင်လိုက်တာလူလည်းမှောက်သွားပါပြီနာဂူမိုကမှောက်သွားတဲ့လူကိုပြန်တမ်းပြီးပြန်မိုးလို့ရင်မသေးခင်လေးတွေးချင်လို့ပါဆိုပြီးပြောသွားပါတယ်တကယ်တော့လူစိုးကိုင်းကပီဇာဘူးမှာကင်မရာတက်ပေးလိုက်တာပါသူတို့ကဆာကာမိုတိုမသိလောက်ဘူးထင်ပေမဲ့ဆာကာမိုတိုကကင်မရာဘက်ကိုတနက်ချိန်ပြီးထက်နိုင်ရောက်ခံလိုက်နိုင်မယ်ဆိုရင်ငရဲဆိုတာပြပေးမယ်လို့ထိတ်ချောက်ပါတယ်ဆာကာမိုတိုရဲ့တမီလေးဟန်နာကမနက်ဖြန်ပန်းချန်သွားခြင်းကြောင့်လာပြောတော့ဆာကာမိုတိုလည်းလိုက်ပို့ဝေးပါတယ် ဆိုင်ပေပြီးရှင်းရောင်းလူလူရောလိုက်ကြတာပါရှင်းကတော့ဒီနေ့သူတို့တာဝန်ကကာဝယ်ပေးရုံပဲလို့ဆိုပါတယ်ဒါကြောင့်လူလူကရန်သူရှိမရှိလိုက်ရှာနေတော့ရှင်းကဒီနားမှာဘယ်ရန်သူမှမရှိဘူးလို့ပြောပါတယ်ရှင်းကမီတာ30တင်းကိုရောက်လာတဲ့လူလူရဲ့စိတ်ကိုဖတ်နိုင်ပါတယ်တွားနေရန်သူနားကပ်လာတာကိုသိလိုက်ပါတယ်ရန်သူကတန်ရှင်းသမားတွေနဲ့စာကာမိုတိုဘေးကနေဖြတ်သွားပါတယ်ဘေးကနေဖြတ်သွားတော့စာကာမိုတိုကိုဓာတ်နဲ့ထိုးဖို့လုပ်ဝင်မဲ့စာကာမိုတိုကလက်ဦးမှုရယူနိုင်ခဲ့ပါတယ်စာကမှုတို့ကရန်သူကိုတစ်ချက်တောင်မကြည့်ပဲနဲ့သေးစီတိုင်းနဲ့နေရာကိုရှောင်ပြီးထိုးလိုက်တာပါရန်သူကတယောက်တည်းနဲ့မပြီးသေးပါဘူး ရန်သူကရှင်းချောင်းကိုတီးတော့စိတ်ကိုတခြားလွှဲထားတာနဲ့စိတ်ဖက်လို့မရပါဘူး။ရူလာကိုစားစီးတော့လူလူကဟိုးရှိကသမင်ရောင်နဲ့တယောက်ကမတင်ကြဘူးလို့ပြောပါတယ်။အဲတော့မှလူသက်သမားနဲ့စိုးရင်စိတ်ဝင်သွားတာကြောင့်ရှင်းကစိတ်ဖက်လို့ရလိုက်ပါပြီ။ဆာကာမိုတိုကိုသတင်းပို့လိုက်ပြီးရှင်းကစတင်တိုက်ခိုက်ပါတယ်။တစ်ဖက်ကလည်းတိုက်ခိုက်နေတော့မှတော့စိတ်ကိုလွှဲထားလို့ရှင်းအခက်တွင်နေပါတယ်။အဲဒီအချိန်မှာလူစိုးကအစိတ်လူထားတဲ့ဓာတ်နဲ့ရှင်းကိုပစ်လိုက်တာထိသွားပါပြီ။အစိတ်ကြောင့်ရှင်းမျက်စိတွေထိချာမမြင်ရတော့ပါဘူး။ရှင်းတို့လည်းတိုက်ခိုက်ကြရင်ပြဇက်ကနေရစိတ်ဆင်ပေါ်ရောက်လာပါတယ်။ ။လူသက်သမားကရှင်းပယ်ပြသွားလဲမသိလိုက်တဲ့အချိန်မှာရှင်းကလူကချမ်းဆိုတဲ့ပြားဆက်ကတဲ့ရုံဝီယုံနဲ့ဝင်လိုက်ပြီးလူသက်သမားကိုတိုက်ခိုက်ပါရော။ရှင်းရတိုက်ခိုက်မှုတွေကကောင်းလွန်းလာကြလူသက်သမားလည်းအံ့ဩနေရပါပြီ။ရှင်းကအစိတ်ကြောင့်မျက်လုံးမမြင်ရပဲဖြစ်နေရမှာကိုတိုက်ကွက်တွေကသူ့စိတ်ကိုဖတ်နိုင်တဲ့အပြင်အကုန်လုံးကိုမြင်နေရတယ်လို့တိုက်ခိုက်နေရပါ။ဒီလောက်ဆော့ဆော့အစိတ်ပြေစရာအကြောင်းမရှိဘူးလို့လူသက်သမားကတွေးနေပါရယ်။တိုက်ကွက်တစ်ခုမှာရှင်းရဝီယုံကိုဒါနဲ့ချင်းမီပြီးပေါက်သွားတော့မှရှင်းကမျက်စိမိတ်ထားမှသိလိုက်ရတာပါ။တကယ်တော့ရှင်းကဆင်အောင်ကဆာကာမိုတိုရဲ့စိတ်ကိုဖက်ပြီးဆာကာမိုတိုတွေးရတိုက်ခတ်တဲ့အတိုင်းတိုက်ခိုက်နေရဖြစ်ပါတယ် ။ဆာကာမိုတိုရဲ့မိန်းမနဲ့သမီးကတော့ယုံကလေးစုကချန်ရတိုက်ွက်တွေကိုသဘောကျနေပါပြီ။ဆာကာမိုတိုကအဆုံးသတ်လိုက်ရလို့ညွှန်ကြားလိုက်ပါတယ်။အိုင်နဲ့ဟန်နာတို့ကတော့သူတို့အဖေပြဆက်တဲ့စိတ်ဝင်စားနေရလို့ထင်နေကြတာပါ။ရှင်းကလည်းလူသက်သမားကိုအဆုံးသတ်တိုက်ွက်နဲ့ရှင်းပြလိုက်ပါတယ်။ဒီမှာရပိုင်းတော့အပြီးဆုံးတာပါပဲ။ဆာကာမိုတိုကလူသက်သမားကိုကြိုးတုပ်ပြီးစစ်မေးနေပါတယ်။လူသက်သမားကသေဖို့စိတ်ပန်းဖြတ်ထားရဆိုပေမဲ့သူ့ကိုလောက်ကြံမှုအလုပ်အပ်တဲ့အေဂျင်စီအကြောင်းတလုံးမကြံပြောပြပေးနေရပါ။သူ့ကိုလူသက်ဖို့အလုပ်အပ်တာ ဒိုဒန်ကိုင်းဆိုတဲ့အပွဲဖြစ်တာရောသူက JJA ကလူသက်သမားဖြစ်တာရောအကုန်ပြောပြပါရယ်။စာကာမော်တိုကိုလည်းမတက်ဖဲနဲ့ပြန်လွှတ်ပေးလိုက်ပါရယ်။ဒါပေမဲ့စာကာမော်တိုကိုလုံးချမ်းမကဒီတူတယောက်တည်းမဟုတ်ပါဘူး။နောက်ထပ်လူနှစ်ယောက်ကြံပါသေးတယ်။သူတို့ကတော့လူနှစ်ယောက်တည်းနဲ့အယောက်နဲ့ရာကျော်ကိုရှင်းပြနိုင်တယ်ဆိုတော့ဘွိုင်းနဲ့ OB တို့ပါပဲ။ရှင်းကအစိမ့်မိထားတာကြောင့်စိတ်ဖက်ဖို့ရအားနည်းနေပါရယ်။အိုင်နိုတာမီနှစ်ယောက်ကတော့ကစားကွင်းထဲကနောက်ထပ်တနေရာထပ်သွားကြဖို့ခေါ်ပါရယ်။ရှင်းကတော့ဒီနေရာကလှုပ်ချံဖို့ရမတင်တော်တဲ့နေရာပဲလို့တွေးနေမိမယ်။တရေအိမ်ကိုမြင်လိုက်တဲ့အခါမှာတော့ဒါဒါလှုပ်ချံဖို့အကောင်းဆုံးနေရာပဲဆိုပြီးလန့်ငုံကြပါရယ်။ ဆာကာမိုတိုရဲ့မိန်းမနဲ့သမီးကတရေအိမ်ထဲဝင်ကျင်တယ်ဆိုတော့လိုက်ဝင်ကြရပါပြီ။ကမ်မန်နဲ့အတိုင်းပဲတရေအိမ်ထဲမှာစတင်တိုက်ခိုက်ခံရပါတယ်။ပထမကြိမ်တိုက်ခိုက်မှုကိုတော့ဆာကာမိုတိုကအေးအေးဆေးဆေးပဲဖြေရှင်းလိုက်နိုင်ပါတယ်။လူလူကတော့တရေအိမ်ထဲအကြောင်းနေလို့စိတ်ငြိမ်အောင်ဆိုပြီးအရက်တွေလှိမ့်တောက်နေပါတယ်။တနေရာရောက်မှတော့လူလူကမတင်ကတော့တကားကိုဆဲဖွင့်လိုက်တာအတိုက်ခိုက်ခံလိုက်ရပါပြီ။လူလူရှင်းနဲ့အိုင်နိုတာမီနှစ်ယောက်ကအခန်းတစ်ခုထဲရောက်သွားပြီးဆာကာမိုတိုကတော့အပြင်ရောက်သွားပါတယ်။အိုင်နိုတာမီကတော့အိပ်ပျော်နေပြီးရှင်းကတော့အဖမ်းခံထားရပါတယ်။လူလူကတော့မူးနေပါပြီ။ ။ OB ကလူလူကိုငါ့ကိုထီအောင်ထိုးနိုင်ရင်ရှင်းကိုချမ်းသာပေးမယ်မဟုတ်ရင်တော့တစားစီဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ချိန်ချောက်နေပါတယ်။အပြင်ဘက်မှာတော့ဆာကာမိုတိုနဲ့ဘွိုင်းလူရဲ့တိုက်ပွဲပါ။ဘိုင်းကဆာကာမိုတိုကိုမင်းကအခုဆိုအရန်အားနေသွားပြီမိသားစုကိုမကဝယ်နိုင်တော့ဘူးလို့ဆိုပါတယ်ဘိုင်းကဒိုင်နမိုက်ဘုံနဲ့တိုက်ခိုက်တာပါဆာကာမိုတိုပေါက်သွားပြီထင်ပေမဲ့ဆာကာမိုတိုကခုနတုံးလိုက်တဲ့ဘုံရဲ့ပါဝင်ပစ္စည်းချိုးဆောက်ကိုလှမ်းရွတ်ပြပြီးထလာပါတယ်အခုတကယ်တိုက်ကြရအောင်လို့လည်းစိန်ခေါ်လိုက်ပါဒီမာရီယာပိုင်းလေးကပြေဆုံးသွားပါတယ်ကျွန်တော်ကတော့ကိုရက်တူဝဲဖြစ်ပါတယ် ဒီတော့မှာကျွန်တော်ရဲ့ official account ဖြစ်တဲ့ Red Through Entertainment ကိုဖွင့်ထားပါတယ်။အဲလိုပဲ Facebook မှာလည်း Red Through Knowledge ဆိုပြီးတော့ page ဖွင့်ထားပါတယ်။ကျွန်တော်အဲ့ဒီ platform တွေအနေနဲ့ support ပေးလို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။